ီနေ့ပထမဆုံးကျွန်မတင်ဆက်ပေးချင်တာလေးကတော့တက္ကသိုလ်ဝန်ဆောင်ရွယ်အဖြစ်ထွားတွေမီးလောင်ပျက်စီးခဲ့ရတာဖြစ်ပါရှင့်အဲ့လိုမျိုးဖြစ်ပေါ်ခဲ့ရတာကတော့မန္တလေးတက္ကသိုလ်ပင်မဆောင်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပါရှင့်ငလင်းလှုပ်ခတ်တဲ့အခါမှာတဲ့နိုင်ငံတော်ထုတ်ပြန်ထားတဲ့စာရေးကျွန်မဖတ်ပြပါမယ်။ငလင်းလှုပ်ခတ်တဲ့အခါမှာတဲ့ပြိုကျပျက်စီးမှုဖြစ်ဖြစ်ပေါ်ခဲ့တယ်ပေါ့နော်။အဲ့လိုဖြစ်ပြီးတဲ့အခါမှာနောက်ဆက်တွဲအဖြစ်မီးလောင်မှုပါဖြစ်ပေါ်ခဲ့ရပါရှင့်။ အဲ့ဒီလိုမိလောင်မှုဖြစ်ပေါ်ခဲ့တဲ့အတွက်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိနေတယ်တဲ့2024 2025တက္ကသိုလ်ဆောင်ပေးပွဲအဖြေလွှာများဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးမှဖြေဆိုသူဥယျာ4644ဥယျာအဖြေလွှာတွေပျက်စီးဆုံးရှုံးခဲ့ပါရှင့်ပြီးတော့စကားတိုင်းဒေသကြီးကဖြေဆိုသူဥယျာ9331ဥယျာအဖြေလွှာတွေလည်းပျက်စီးခဲ့ကချင်ပြည်နယ်ကဖြေဆိုသူဥယျာ6699ဥယျာအဖြေလွှာတွေလည်းမိလောင်ပျက်စီးခဲ့ပါရှင့်ဒီလိုမျိုးပျက်စီးခဲ့တဲ့အတွက်ပေါ့နော်နိုင်ငံတော်ကနေပြီးတော့ဒီလိုပျက်စီးသွားပါပြီဆိုတဲ့အကြောင်းကို မိဘပြည်သူများသိရှိဖို့အတွက်ထုတ်ပြန်ထားတာဖြစ်ပါရှင့်ဒီတော့အဖြေလွှာတွေပျက်စီးခဲ့ပြီဆိုတော့ကျမခမ်းမန်းသုံးသက်ချက်အရာစင်တော့ဒီလိုဖြစ်စဉ်မျိုးအရင်ကဖြစ်ခဲ့တယ်ရှင့်ကျမမှတ်မိတဲ့လောက်တော့88လောက်ကထင်တယ်လူမျိုးကိစ္စရဲ့အကြောင်းပေါ့နော်ဟိုတက္ကသိုလ်ဝန်ထမ်းဖြည့်ဆိုတဲ့ကျောင်းသားရဲ့အားလုံးကိုယာနှုံးပြီးအအောင်ပေးခဲ့တဲ့ကိစ္စရဲ့ဖြစ်ခဲ့ပါရှင့်အခုလည်းဒါဒုတိယတစ်ကြော်ပြန်လဲဖြစ်ပေါ်နိုင်တယ်လို့ကျမသုံးသက်ခမ်းမန်းမိပါရှင့်ဘာကြောင့်လဲဆိုတော့အဖြေလွှာတွေပျက်စီးခဲ့ရတဲ့အတွက်ပြန်ဖြေမလားအားလုံးအအောင်ပေးမလားဆိုရွေးချယ်စရာနှစ်ခုရှိပါတယ် ပြန်ဖြေရမယ့်ရွေးချယ်မှုကတော့ငလင်တန်ခံနေရတဲ့မိဘပြည်သူတွေနဲ့ចောင်းသားလေးတွေအတွက်ကိုမငဲ့ညာရရောက်တဲ့အတွက်နိုင်ငံတော်ကယာနှုံးပြအောင်ပေးဖို့အတွက်ကိုသာရွေးချယ်မယ်လို့ထင်ပါရှင့်။ဒါကြောင့်အစိုးရအကောင်ပေါ်ရှင်ဇေလန်၁၂တန်းဖြေတဲ့ចောင်းသားလေးတွေဒီနှစ်မှာယာနှုံးပြအောင်မြင်မှုရရှိနိုင်တဲ့အနေအထားလေးတော့ရှိပါရှင့်။ဒါလေးကတော့လုံးဝစိုးဝါမှုတွေတည်းကအနှဲငယ်လေးတော့ပေါ့နော်။ကောင်းမွန်မှုလေးတစ်ခုအနေနဲ့ကျွန်မတုံးသက်ပြီးတော့တင်ပြပေးတာဖြစ်ပါရှင့်။